်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲမှတိုင်ပြီးမြမချီနေစုံစမ်းဖော်ထုတ်ရေးကော်မတီကိုဩစတြေးလျအထက်လွှတ်တော်ဖွဲ့စည်းတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဩစတြေးလျထက်လွှတ်တော်ဟာမြန်မာဒီမိုကရေစီအရေးနဲ့လူ့ခွင့်ရေးအခြေအနေကိုစုံစမ်းဖော်ထုတ်တဲ့ကော်မတီတရက်ကိုဖွဲ့စည်းလိုက်တယ်လို့သိရပါတယ် အဲ့ဒီကော်မတီဟာဒီဇင်ဘာမှာစတင်ကျင်းပဖို့စီစဉ်ထားတဲ့စစ်ကောင်စီရွေးကောက်ပွဲတွေကိုအသေးစိတ်စောင့်ကြည့်သုံးသပ်မှဖြစ်ပြီးအလုံးပါဝင်တဲ့ဒီမိုကရေစီနီးကျအယက်သားအစိုးရပြန်ဖြစ်ဖို့အတားစီးတွေကိုလည်းဖော်ထုတ်မယ်လို့အထက်လွှတ်တော်အမှန်ဂျင်းစမတ်ကထုတ်ပြန်ပါတယ်။အထက်လွှတ်တော်ရဲ့စုံစမ်းဖော်ထုတ်မှုဟာမြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာမိမောင်းထုတ်ပြမှဖြစ်ပြီးဩစတြေးလျရဲ့တုံ့ပြန်မှုဟာအပေါ်ယံမဟုတ်ဘဲဘူပေါ်မှာအခြေခံပဲဆိုတာသိကြပါတယ်လို့အထက်လွှတ်တော်အမှန်ဂျင်းစမတ်ကပြောပါတယ်။ စုံစမ်းဖော်ထုတ်မှုတွေကနေတဆင်ဩစတြေးလျအထက်လွှတ်တော်ဟာစစ်တပ်ရဲ့ဖိနှိပ်မှုတွေနဲ့စင်စစနစ်တွေလှုပ်ဆောင်နေသူတွေကိုပြစ်မှတ်ထားအရေးယူထံခတ်မှုတွေအပေါက်ပွဲအစီအမံတွေချမှတ်ဖို့နိုင်ငံပိုင်နဲ့စစ်တပ်နဲ့ဆက်နွယ်တဲ့ဘဏ်တွေကိုပုံမတင်ချက်တဲ့အသားစီးတွေလှုပ်ဆောင်ဖို့ချင့်ချိန်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်နောက်ပြီးစစ်ကောင်စီနဲ့မဟုတ်ပဲယုံကြည်စိတ်ချရတဲ့နေဆက်ဖြတ်ကျော်ဝင်ထွက်ပေါက်တွေကနေတဆင်လူသားချင်းစာနာမှုအကူအညီတိုးမြှင့်ပေးနိုင်ဖို့လည်းဖြစ်တယ်လို့ဆိုပါရယ်။ကြာပြင်စုံစမ်းဖော်ထုတ်ရေးကော်မတီဟာ ဩစတြေးလျအနေနဲ့ Federal Democracy အနာဂတ်အတွက်အလုံးလုံးနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အရပ်ဖတ်အဖွဲ့အစည်းတွေကိုပံ့ပိုးကူညီနိုင်မဲ့နည်းလမ်းတွေကိုလည်းရှာဖွေသွားမယ်လို့သိရပါတယ်။နောက်ပြီးဩစတြေးလျနိုင်ငံသားတွေအပေါ်တရားမှုရှိနေတဲ့ online ငွေလင်လုပ်ငန်းတွေနဲ့တရားမဝယ်ခွန်ရက်တွေကိုတံပြန်ဖို့အခွင့်အရေးတွေကိုလည်းဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။ ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာဩစတြေးလျရဲ့ဒီမိုကရေစီစံတန်ဘိုးတွေနဲ့ကိုက်ညီပြီးဩစတြေးလျရဲ့ထုတ်ပြန်မှုဟာအာကောင်းခိုင်မှာရှင်းအောင်ညညွတ်ကြောင်းပြသတဲ့အရေးကြီးတဲ့နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့အထက်လွတ်တော်အမတ်ဂျင်စမစ်ကထုတ်ပြန်ပါတယ်။အထက်လွတ်တော်အမတ်ဂျင်စမစ်ရဲ့ကမကထပြမှုနဲ့ဖြစ်ပေါ်လာတဲ့ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာနိုင်ငံခြားရေးကာကွယ်ရေးနဲ့ကုသရေးဝယ်ရေးဆိုင်ရာအထက်လွတ်တော်ကော်မတီနဲ့ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီးလာမယ့်2026ဖေဖော်ဝါရီ26ရက်မှာတွေ့ရှိချက်တွေကိုအစီရင်ခံမယ်လို့ရှားထားကြောင်းသိရပါတယ် အဲ့ဒီအစီရင်ခံရမယ့်နောက်ဆုံးရက်မတိုင်မီမှာကော်မတီဟာအဆိုပြုလွှာတွေကိုအခုချိန်ကစလို့လက်ခံသွားမှာဖြစ်တယ်လို့အများပြည်သူဆိုင်ရာကြားနာမှုတွေလည်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။ဆက်လက်ပြီးမွန်ပြည်နယ်မှာစစ်မှုထမ်းတပ်သားတစ်ပေးဖို့စစ်ကော်မရှင် PR ပေးပြန်တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲနီးကပ်လာချိန်စစ်မှုထမ်းတပ်သားတစ်ပေးဖို့ PR ပေးနေတယ်လို့အမိမဖော်လို့တဲ့အုပ်ချုပ်ရေးတွေကသတင်းထဏာကိုပြောပါရတယ်။ စစ်ကော်မရှင်ဟာအခုလအတွင်းဖွင့်လှစ်ဖို့ရှိနေတဲ့ပြည်သူ့စစ်မှုရန်တင်နန်းအပတ်စဉ်20အတွက်တာဆိုင်ရာရက်ွက်ကြီးပါအုပ်ချုပ်ရေးမှုတွေကိုစစ်မှုရန်တပ်သားတစ်ပြဖို့ဖိအားပေးလာတာဖြစ်ပါတယ်။အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှုတအူကအခုလအတွင်းတရွာတယောက်မဖြစ်မနေစစ်မှုတန်းပေးဖို့ဖိအားပေးထားပြီးမပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေအရေးယူခံရမယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်မှုထမ်းမပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေအနေနဲ့အရေးယူခံရမယ်ဆိုတာသိရှိကြောင်းခံဝင်ကတိလက်မှတ်ရေးထိုးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ် စစ်ကော်မရှင်ကစစ်မှုထမ်းတပ်သားတစ်ပေးဖို့ဖိအားပေးလာတာကြောင့်ရက်ွက်တချို့မှလူငယ်တွေကိုစစ်မှုထမ်းဆင့်ခေါ်တာနဲ့မင်းနိုင်ရွေးချယ်ဖို့စီစဉ်ထားရရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့တချို့ရက်ွက်ကြီးပါအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းတပ်သားတစ်အတွက်တအူးလျင်ငွေကျပ်350ကနေ300ထိပေးပြီးလိုက်လံဝယ်ယူမှုတွေရှိနေတာဖြစ်ပါတယ်။ဂျပန်မှာလည်းစစ်ကော်မရှင်ဟာဒေသတွင်းမှာဒီတန်တရာအမိတ်ဖောက်ဖျက်တဲ့လူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်စုဆောင်းတာတွေလှုပ်ဆောင်နေပါတယ်။ အာနာသိန်းစစ်ကော်မရှင်ဟာသူတို့ထိန်းချုပ်ထားတဲ့မှုန်ပြနယ်မှာတော့စေမူရန်သင်တန်းတွေကိုလာစင်အလိုက်ဖွင့်လှစ်နေပြီးသင်တန်းစင်တပ်သားတွေကိုတော့ရှီတန်းတွေကိုချက်ချင်းပို့ဆောင်နေတာဖြစ်ပါတယ်။သတင်းဌာနကပြုစုထားတဲ့အချက်လက်တွေအရမှုန်ပြနယ်မှာစစ်ကော်မရှင်ရင်ပြည်သူစစ်မှုထမ်းသင်တန်းအပတ်စဉ်တက်ကနီအပတ်စဉ်ဆက်ကိုအတီဒေတာတွင်လူငယ်3500ထက်မနည်းစစ်သားစုဆောင်ခံထားရပါတယ်။ဆက်လက်ပြီးကြက်ခိုင်ရေးပါတီကိုမဲပေးချဖို့စစ်ကောင်းဆောင်မဲဆွဲတဲ့ဆွဲသတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ စန္ဒာမေးတွေပြီးတဲ့အခါစစ်တပ်နဲ့တဟဇာတာဖြစ်အောင်လက်တွဲနိုင်သူကိုမဲပေးဖို့နိုင်ငံဝန်ထမ်းတက္ကသိုလ်မှတက်ရောက်နေတဲ့တင်နန်းသားတင်နန်းသူတွေကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမရောက်လိုက်ကသွေဝိုက်တဲ့နီးနဲ့မဲဆွဲစီယုံပါတယ်ဒီဇင်ဘာတရက်နေ့မှာမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ကရဲအရာရှိလေးချင်ရေးချောင်းစီးပင်ကြီးနဲ့ဗဟိုမီသက်တင်နန်းချောင်းပြည်ဦးလွင်တို့ကနီးပြအရာရှိတွေနဲ့တင်နန်းသားတင်နန်းသူတွေကိုစီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်ရတနာခမ်းမှမှတွေ့ဆုံချင်းထည့်သွင်းပြောဆိုခဲ့တာပါ ဒီမိုကရေစီနိုင်ငံတစ်ခုမှာရွေးကောက်ပွဲဟာအလွန်အရေးကြီးတဲ့အတွက်သူတို့အနေနဲ့အခုလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပပြုလုပ်သွားမှာဖြစ်လို့လွတ်လပ်တရားမျှတသိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်စေရေးဂျိုတင်ပြင်စင်တာတွေကိုစီမံဆောင်ရွက်ပြီးဖြစ်တယ်လို့ပြောပါရယ်ရွေးကောက်ပွဲကိုနိုင်ငံတော်ရဲ့လုံခြုံရေးအခြေအနေအရအပိုင်း၃ပိုင်းခွဲပြီးဆောင်ရွက်သွားမှာဖြစ်ကမေးမတမမှုပြုလုပ်လို့မရနိုင်တဲ့မြန်မာအီလက်ထရောနစ်မေးပေးစံ MEVMP နဲ့စန္ဒာမေးတွေပြီးနိုင်ရေးစီမံထားတယ်လို့စစ်ကောင်ဆောင်ကဆိုပါရယ် တင်နန်းသားတင်နန်းသူတွေအနေနဲ့ဆန္ဒမဲတွေပေးရမှာတိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒို့တာဝင်းအရေးတုံးပါကိုလိုက်နာဆောင်ထိန်နိုင်သူတမရဟာနိုင်ငံတည်ရှိနေတဲ့၍တည်ရှိနေမဲ့အခိုင်အမာဆုံးအဖွဲ့အစည်း institution ဖြစ်လို့တမရရဲ့တဟဆာတာဖြစ်အောင်လက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုတယ်လို့ပြောဆိုခဲ့တာပါ CDN ဘူကြီးစင်ရောကစစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီဟာအတူတူမုံစေကောင်းဆောင်ရဲ့ပြောဆိုမှုဟာကြံ့ခိုင်ရေးပါတီကိုမဲပေးပါဆိုတဲ့ပုံစံမျိုးလိုသတင်းဌာနကပြောပါတယ် လူတွေကလည်းတကယ်လို့စစ်တပ်ကိုမကျေနပ်လို့ဘာမသိညာမသိနဲ့မဲပေးမယ်ဆိုရင်တောင်မှအစိမ်းကိုမကြိုက်ရင်အနီကိုပေးမယ်အခုဓာရီကဘလို့ပဲပြောပြောဒီစစ်တပ်ကသူတို့ကြန့်ခိုင်ရေးကိုမဲပေးပါကြန့်ခိုင်ရေးကိုမဲပေးပါဆိုတဲ့ပုံစံမျိုးပဲဘာလို့လဲဆိုကြန့်ခိုင်ရေးကစစ်တပ်စစ်တပ်ဟာကြန့်ခိုင်ရေးအတူတူပဲယူနီဖောင်းပဲကွာတယ်ဒီလူတွေကြီးပဲလို့ဆိုပါတယ်စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာစစ်တပ်ကြောထောင်းနောက်ခံပြူထားတဲ့ကြက်ခိုင်ရေးပါတီကနေကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မယ်စစ်ယူနီဖောင်းချုပ်အရာရှိ490နီးပါးရှိနေတာပါ ကြာပြင်စစ်တပ်အတွင်းရှိဘုံမူဒူးဘုံမူကြီးအစဉ်ရှိသူ၁၀ဦးခန့်ကိုလည်းအငိမ့်စာယူခိုင်းကတာဆညပါတီကနေရွေးကောက်ပွဲပြိုင်ဖို့ရှိနေတယ်လို့ BNI မြန်မာ Peace Monitor ရဲ့အချက်အလက်တွေအရသိရပါတယ် ဂျပန်မှာစစ်ကော်မရှင်ခန့်တိုင်းနယ်ပြည်နယ်အများစုကဝင်ကြီးချုပ်တွေအပါအဝင်သက်ဆိုင်ရာဌာနအလိုက်ပြည်ထောင်စုဝင်ကြီးတွေအများစုကလည်းရွေးကောက်ပွဲဝင်ပြိုင်ကြမယ်လို့ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကနေသိရပါတယ်။စစ်ကော်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းတွေအရတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ်။နိုင်ငံရေးပါတီ၆ပါတီထဲမှာကြံခိုင်ရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးဝင်ပြိုင်မှာဖြစ်ပါတယ်။ ရွှေကောက်ပွဲမှာအနိုင်ရမယ့်ပါတီကိုနိုင်ငံအာဏာလွှဲအပ်ပေးမယ်လို့စေကောင်းဆောင်ကပြောနေပေမဲ့လေသူတို့အနေနဲ့တခုခုချွတ်ချော်သွားမှာကိုအရန်ကြောက်နေတယ်လို့ CDN ဗိုလ်ကြီးစင်ရော်ကမှတ်ချက်ပြုပါရယ်စေကောင်းမရှင်ကသူတို့ဥဆောင်ကျင်းပတဲ့ရွှေကောက်ပွဲကိုပါတီစုံဒီမိုကရေစီအထွေထွေရွှေကောက်ပွဲလို့ကြွေးကြော်နေပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလိုအတိုက်ခံအင်အားကြီးနိုင်ငံရေးပါတီတွေမပါဝင်ပါဘူး VNI မြန်မာ Peace Minister ကတော့ မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုကိုအဆုံးသတ်နိုင်ဖို့စနစ်တကျပြင်ဆင်ထားတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအလွန်အခင်းကျင်းဟာစစ်ယူနီဖောင်းချုပ်အပြောင်းလဲတာမြင်တွေ့နိုင်စရာရှိတယ်လို့သုံးသပ်ထားပါတယ်။ဆက်လက်ပြီးပြည်ပမှပန်း6တောင်းတင်သွင်း၍ပွဲတော်လုပ်ရမည်ပြည်ဦးလွင်တွင်ပန်းဆိုင်ပြီးနိုင်ငံသားပြန်ပို့ရန်စစ်ကောင်းဆောင်ညွှန်ကြားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်စာဗိုလ်ချုပ်မှုကြီးမြောက်လိုင်းကပြည်ဦးလွင်မြို့တီပန်းမျိုးတော်ဖြစ်လာရမည်ဟုဆိုကောင်ဒေတာပန်းမျိုးနိုင်ငံခြားဖြစ်ပန်းမျိုးများစိုက်ပျိုးပြီးပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ရန်ဆောင်ရွက်တင်ကြောင်းပြောကြားလိုက်ပါတယ်။ထို့သောလည်းစစ်ကောင်စာလာရောက်ကြည့်ရှုခဲ့သောပြည်ဦးလွင်မြို့ရှိအမျိုးသားကံတော်ကြီးဦးရင်တွင်ကျင်းပမိပန်းပွဲတော်အတွက်ပင်လျင် ပြပမှပန်းအမျိုးအစား6000ခန့်တင်သွင်းအလှပြရမည်အခြေအနေရှိနေပါတယ်။ဈေးကောင်းစားဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းသည်ဒီဇင်ဘာ၂ရက်နေ့ကပြင်ဦးတွင်အမျိုးသားကန့်တော်ကြီးဥယျံသို့သွားရောက်စဉ်ရင်းသို့ညွှန်ကြားခဲ့ခြင်းဖြစ်ပါတယ်။ဒေတာပန်းမျိုးတွေနိုင်ငံခြားပန်းမျိုးတွေအလုံးဖြစ်ထွန်းအောင်မြင်အောင်စောင့်ရွက်ပြီးတော့အခြားဒေတာတွေကိုဖြန့်ချီပေးနိုင်ရမယ်။ဒါပြင်ပြပနိုင်ငံတွေကိုလည်းပန်းတွေတင်ဖို့ရောင်းချနိုင်ရမယ်။ပြင်ဦးတွင်မှပန်းစိုက်ပျိုးမှုအားပေးစောင့်ရွက်သွားမယ်ဟုဈေးကောင်းဆောင်ကပြောကြားပါတယ်။ ထို့ပြင်၎င်းကဆက်လက်၍ပြည်ဦးလွင်ဒေသအတွင်းဘန်းဆိုင်ပြိုထုတ်လုပ်မှုထိုးတက်စေရအတွက်ကျွမ်းကျင်ပညာရှင်များနှင့်စနစ်တကျလုပ်ရန်ဒေသပန်းမျိုးများကိုထိန်းသိမ်းခြင်းအရေးအသွေးထိုးတက်အောင်သုတေသနပြုရန်နှင့်နိုင်ငံခြားမျိုးများကိုဒေသတွင်းအောင်မြင်ဖြစ်တွန်းစွာစမ်းသပ်ရန်လိုကြောင်းပြောဆိုခဲ့ပါသည်။ပြည်ဦးလွင်မျိုးအတွင်းရှိလမ်းများနှင့်ရွက်ကွက်များတွင်တစ်ပင်ပန်းမှန်များစိုက်ပျိုး၍မျက်စိပရဒဖြစ်စေရေးဆောင်ရွက်သွားရန်ကိုလည်း၎င်းကညွှန်ကြားခဲ့ပါသည်။ ပြူးလွေမြို့သားကန်တော်ကြီးဥယျာဉ်တွင်လာမည့်ဒီဇင်ဘာ6ရက်နေ့မှဇန်နဝါရီ4ရက်နေ့အထိ18ကြိမ်ကြာပန်းပွဲတော်ကိုကျင်းပမည်ဖြစ်ပါတယ်။အဆိုပါပန်းပွဲတော်တွင်ပြည်တွင်ပန်းပွဲ3သိန်းခန့်နှင့်ဒီပနိုင်ငံခြားမှဟော်လန်၊ဂန်နာ၊လီလီ၊နေချာစသည့်ပန်း6000ခန့်ဖြင့်အလားပြားထားမည်ဖြစ်ကြောင်းသိရပါတယ်။